ခုအလေးနဲ့ကျွန်တော်တင်ပြပြရှိရတယ်ဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့အားလုံးအပြင်းမထွက်ပဲနဲ့အသံတိုက်စပိုက်လုံရင်းနဲ့စေအားနာရှင်တလေးကိုလုံးဝကျွန်တော်တို့လူလူတစ်ရက်လုံးကစီလုံးကြီးရွတ်သွားတဲ့လက်ပကံတော့ကြာတာချဖို့ silent strike ကိုဒီဇင်ဘာလ10ရက်နေ့မှာကျွန်တော်တို့လုပ်မယ်တလက်ရေလုံးတိုက်ကြတယ်လုပ်မယ်အားလုံးဒီဒီလုံးလုံးကြီးကြီးကြီးနဲ့ပါဝင်ပေးကြဖို့ဆိုကျွန်တော်သုံးစုပါလေโอเค မင်္ဂလာပါခင်ဗျာဒါကျွန်တော်တို့ပြီးခဲ့တဲ့ဟိုရပ်ပိုင်းလောက်ကပေါ့နော်ဒီမန္တလေးမှာဒေါက်တာတေတာဆန်းလို့ကျွန်တော်တို့ပြုလုပ်သွားတယ်ဟို silence step နော်ကျွန်တော်တို့ပါလေအတန်တိတ်တပိတ်ပေါ့ဗျာကျွန်တော်တို့ယူကောပဲတွေ့ပေါ့အတန်တိတ်တပိတ်ဆိုပြီးတော့ silence ချိုင်းလက်ပေါ်စပါလို့ကောင်းမယ်။ဟာဆယ်ရက်နေ့ချင်းပါမယ်ပေါ့နော်။အဲ့ဒီအတန်လေးတပိတ်ကိုအတန်လေးတပိတ်အဲ့ဒါကိုကျွန်တော်ကို challenge ခေါ်တာရှိပါတယ်။အဲ့ဒါဘာတူလဲဆိုတော့အားလုံးသိကြတဲ့အတိုင်း အာသာလူရှင်တော်လည်းဖြစ်တဲ့အဲရဲဘော်တူလည်းဖြစ်ခဲ့တယ်ကျွန်တော်ညီလေးကဲကဲဆိုင်ရနေပြောကိုစည်းတော်ကျွန်တော် challenge ခေါ်ပါတယ်ကြားလို့သူကပြောထားတာရှိပါအဲ့တော့အဲ့ဒီ challenge ကိုကျွန်တော်ကလည်းချီချင်တဲ့တဲ့ကြီးနဲ့လက်ခံပါတယ်ကျွန်တော်တို့တနိုင်ငံလုံးကဘာလုံးကနေပြီးတော့ဒီရွေးကောက်ပွဲယူလက်မခံဘူးဆိုတဲ့အကြောင်းသိအောင်ပြန်ပြီးတော့ပြန်ပြီးတော့ကျွန်တော်တို့ကလည်း channel ခေါ်အောင်ပေါ့ဟုတ်ပြီเนาะအဲ့တော့ခေါ်မယ့်လူတွေတော့အများကြီးရှိပါတယ်เนาะအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းဒါဒီကန်နာလေးမှာကျွန်တော်တို့ကလည်း ကျွန်တော်တို့ဒီလိုခေါ်ပြီးတဲ့အတွက်ကျွန်တော်တို့လည်းဝမ်းသာဟုတ်အဲဆိုကျွန်တော်တို့လည်းဒါတအားပါဝင်ပြီးကူညီပေးရတယ်ဟုတ်ကဲ့ပါအားလုံးအားလုံးပေါ့ကျွန်တော်တို့မြန်မာပြည်တွင်းမှာရှိတဲ့လူတွေရောကမ္ဘာပေါ်မှာရှိတဲ့လူတွေရောဒါလေးကိုကျွန်တော်တို့ဟိုမြင်ရင်ပေါ့ကျွန်တော်တို့ share ပေးပါတယောက်တယောက် channel လေးကိုခေါ်ပေးကြပါပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဘုတ်စိန်ခေါ်ပြီးတော့ခေါ်လာတာရှိတယ်ဟုတ်တယ်အဲ့တော့မင်းကဘလို့ဘလို့ခေါ်မလဲကျွန်တော်ကဟိုအဖားရသိနဲ့အဲသူတော်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 အဖားရသိနဲ့သူတော်ဆိုတဲ့ကကျွန်တော်ကဘသူ့ကိုခေါ်ချင်တာလဲဆိုအရက်သေးကဆက်ဖြင်း ။ဘာရသေးကြီးကိုကျွန်တော်ချဲလန့်ခေါ်ပါတယ်။ဘာရသေးကြီးကိုမင်းကချဲလန့်ခေါ်။အဲ့ဒါဆိုရင်တော့မင်းကအဲ့လိုခေါ်လိုက်တယ်ဆိုရင်တော့ငါလည်းကိုသူတော်ကြီးကိုငါထားခဲ့လို့မရဘူး။ဒါပေါ့။ဟာနော်။ဒါပေမဲ့အဲ့ကိုသူတော်ကြီးဆိုတာကတူကနာမည်ကအများကြီးရှိတယ်ပေါ့။တကယ်ချင်းတော့တကယ်ချင်းပါပဲ။သူ့နာမည်ဘယ်လိုခေါ်မှန်းတော့မသိဘူး။ဒါပေမဲ့ငင်းတော့ချမ်း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 ။နောက်ကြတော့ငင်းချမ်းချမ်း။အခုကြတော့အောင်ပွင့်။အဲ့တော့ကျွန်တော်ပေါ်လင်းကလည်းကျွန်တော်လူချင်းတော့အောင်ပွင့်ကိုကျွန်တော်ချမ်းလန့်ခေါ်ပါတယ်။ဟုတ်ကဲ့။